အားလုံးမင်္ဂလာပါဒီနေ့ကတော့ April 6ရက်နေ့မှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေထဲကပထမဆုံးကျွန်တော်တင်ပြချင်တဲ့အကြောင်းအရာကတော့ကျွန်တော်တို့မအလခိုင်းမှာဆိုလို့ရှိရင်တော့ဒီ Shangri-La Hotel မှာနေပြီးတော့ Instead ဒီအစည်းအဝေးနေပြီးတော့တက်တယ်နောက်တက်တဲ့အခါကျတော့အဲဒီမှာဒီထိုင်းမှာရောက်တဲ့မြန်မာပြည်သူလူထုတွေနောက်တစ်ခုကထိုင်းကပြည်သူလူထုတွေအရဆိုလို့ရှိရင်ဒီမအလကိုဆန္ဒပြရတယ်နောက်သွေးစွန်းနဲ့သွေးစွန်းကောင်နောက်သွေးစွန်းကောင်ဆိုတော့အဒီပြတော့သွေးနဲ့ဘီတူဘလူးပြီးတော့နောက်အလုံးတော့တက်လာတဲ့အခါကို နော်ထိုင်းဝန်ကြီးချုပ်ပေတူတန်ကဘာဖြစ်လို့နော်သူ့ကိုဆက်ဆံရရတယ်ခေါ်ဖေးရတယ်စသဖြင့်အပြစ်တင်ဝေဖန်ပြီးတော့ဆန္ဒပြကြတယ်ဒါပေမဲ့အဲ့ဒီမှာအမျိုးသားဝါဒီတွေလည်းရှိတယ်အဲ့ဒီထိုင်းမှာဆိုတော့အဲ့ဒီမှာဆန္ဒပြတဲ့လူတွေကိုနေပြီးတော့တိုက်ခိုက်တယ်ဆိုတဲ့ဟာလည်းတွေ့ရတယ်နော်အဲ့ဒီရှန်ဂီလာဟိုတယ်ထဲမှာပဲဝင်ပြီးတော့တက်တူကျောင်းသားတူကနေပြီးတော့ဆန္ဒပြတယ်အဲ့ဒီမှာတယောက်ထဲတကူတော့ဆန္ဒပြတဲ့ဗီဒီယိုဖိုင်ရလည်းတော်တော်ကိုနော်ကြည်ကြည်လောင်လောင်ထွက်လာတဲ့သတင်းဓာတ်ပုံရဲ့ဗီဒီယိုရဲ့ အားဒါတွေကိုကျွန်တော်ရဲ့ channel မှာလည်းကျွန်တော်တင်ထားပြရတဲ့အဒီမှာနော်ဆိုတော့အဲ့လိုမျိုးဖြစ်တဲ့ခါကျတော့နော်လူတွေကဒီမအလာကြောင့်တော်တော်ကိုကြောက်ကြရဖြစ်နေတယ်အဲ့ဒီ time မှာ အဖန်စီခံရတဲ့လူကဖန်စီခံရမြန်မာတယောက်ဆိုလို့ရှိရင်တော့မြန်မာပြည်ကိုပြန်ပို့ဖို့တော့အတွက်တော့မှထိုင်းကပြင်ဆင်ထားတယ်ဆိုတော့အဲ့ဒီပြတော့မြန်မာပြည်ကိုပြန်ပို့မယ်ဆိုတော့အမှန်တော့မလာကဒီ၄ရက်နေပြီးတယ်ကျွန်တော်တို့၅ရက်နေမိနစ်မှသူပြန်ရမယ်ဒါပေမဲ့အချိန်အရအဲ့ဒီမှာတိတ်နေလို့မဟန်တော့မဟန်တဲ့အခါကျတော့သူကညတွင်ချင်းနောက်ညတွင်ချင်းအဲ့ဒီမှာ၄ရက်နေညနေပိုင်းတိတ်တခိုးလေးခိုးပြီးတော့ပြန်သွားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒီပြရတော့ဒီထိုင်းဆိုရကနေပြီးတော့အားလုံးလိုက်လိုက်လေးလေးအဲ့ဒီမှာ နော်ကျိုးဆိုပြီးတော့နှုတ်ဆက်ပြီးတော့ပထမလာတဲ့ခါကျတော့ကျိုးဆိုလဲပြီးတော့နှုတ်ဆက်ပွဲတွေပါတယ်လုတ်ပြီးမှသူတို့ပြန်သွားတာမဟုတ်ဘူးနော်ခိုးကြောင်ခိုးဝက်တိတ်တခုသူများအိတ်နေတဲ့အချိန်မှာခိုးပြီးတော့ပြန်သွားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကဒီဘူတန်နိုင်ငံကဝန်ကြီးချုပ်နဲ့သူတို့နှစ်ယောက်တွေ့တယ်တွေ့ပြီးတော့နောက်ပိုင်းမှာသူကဆိုလို့ရှိရင်အဲ့ဒီဘူတန်ဝန်ကြီးချုပ်ကသူရဲ့ဒီ Facebook ဆာမျက်နှာပေါ်မှာသူတို့နှစ်ယောက်ဆွေးနွေးခဲ့တဲ့အပုံကိုတင်တယ် တဲ့တဲ့ခါကျတော့အဲ့ဒီမှာလူမှုကွန်ရက်ပေါ်မှာတော်တော်ကိုကြီးကြီးလောင်လောင်သူ့တို့ကိုအပြစ်တင်တဲ့ဟာတွေဖြစ်လာတဲ့ခါကျတော့နော်အဲ့ဒီဘူတင်ဝင်ကြီးချိုးဟာဆိုလို့ရှိရင်အဲ့ဒီမှာအလားနဲ့ရိုက်ထားတဲ့နော်အဲ့ဒီတပ်ပုံကိုနေပြီးတော့ဖြုတ်ချလိုက်တယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့သိရတယ်နော်သိရတယ်အဲ့ဒီအစည်းအဝေးမှာပဲနော်အဲ့ဒီအစည်းအဝေးမှာပဲကျွန်တော်တို့ဘင်္ဂလားဒေ့ရှ်ဝင်ကြီးချိုးနဲ့တွေ့တယ်တွေ့တဲ့ခါကျတော့မြန်မာနိုင်ငံမှာလီရိုဟင်ဂျာအယောက်ပေါင်းနော်အယောက်ပေါင်းတဲ့3000ကိုနေပြီးတော့ပြန်ပြီးတော့တက်ခံဖို့ နော်အဲ့ဒီမှာသဘောတူညီချက်တွေရရှိတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒီသဘောတူညီချက်ကတော့ဘသူ့ကိုအားကိုးဘလို့ပြောတာတော့မသိဘူးနော်အဲ့ဒီမှာဒီဘင်္ဂလားဒေ့ရှ်နေဆက်မှာဆိုလို့ရှိရင်တော့အကုန်လုံးအေကထိန်းချုပ်ပြီးသားဖြစ်တယ်နော်ဘာမှဒီမှာအလဝင်ရှုပ်လို့တော့မရတော့ဆိုတော့အခုကဒီကတိဝန်ခံချက်ကိုပေးတာကဒီရိုဟင်ဂျာရောက်ပေါင်းတဲ့3000ကိုနေပြီးတော့ပြန်ပို့မယ်ဆိုတဲ့ဟာကိုလက်ခံတာကမှအလားဖြစ်နေတယ်နော်ဖြစ်နေတယ်ဆိုတော့ ူကတော့လက်ခံပါပဲလေဘာဖြစ်ဆိုတော့သူလက်ထက်မှာမဟုတ်တော့ဘူးเนาะသူတို့ဖြည့်ရှင်းပစီတော့နှစ်သိန်းဆိုလို့ရတယ်ရှစ်သိန်းဆိုလို့ရတယ်အဲ့လိုမျိုးပုံစံမျိုးเนาะလက်လို့စဖေးလုပ်တဲ့ပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့အမှန်တော့ A နဲ့ဆွေးနွေးရမယ့်ဟာကိုကျွန်တော်တို့မာလာကနေပြီးတော့အဲ့ဒီမှာသူဆွေးနွေးပြီးတော့အယောက်ပေါင်းနှစ်သိန်းနဲ့ရှစ်သိန်းကိုလက်ခံမယ်ဆိုတဲ့ဟာကိုသဘောတူညီချက်ကိုအတည်ပြုရဆိုတဲ့ဟာကိုထုတ်ပြန်တာကိုတွေ့ရမှာဖြစ်တယ်ဘင်္ဂလားဒေ့ရှ်ကလည်းထုတ်ပြန်တယ် writer တဲ့တင်ကလည်းထုတ်ပြန်တာကိုတွေ့ရမှာဖြစ်တယ်နောက်ခုက trend trend ရဲ့ဒီအုတ်ချိုးရဲ့ဘိုင်းမှာစီမံခန့်ခွဲရဲ့ဘိုင်းမှာလူမှုရေးစီးပွားရေး နော်အဲ့ဒီဆံရတယ်မှာဆိုလို့ရှိရင်တကယ်ကြီးကြီးနော်ရိုက်ခတ်နေတယ်နော်သူကလှုပ်ဖြုတ်တဲ့လှုပ်တက်အောင်အမျိုးမျိုးပါပဲဌာနဆိုင်တွေမှာနော်အဲ့လိုမျိုးဖြစ်တယ်ဖြစ်တဲ့ခါကျတော့နော် Trump ဝင်ပြီးတော့ US အနေရပေါင်းထောင်နဲ့နေရမှာပြီးတော့ကမ္ဘာနိုင်ငံကြီးမျိုးကြီးတွေမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဆန္ဒပြကြတယ်နော်အခု US မှာဆိုလို့ရှိရင်တော့ပြည်နေပေါင်း90ရှိတယ်ဆိုတော့90မှာဆိုလို့ရှိရင်နေရအနံ့ပြားနော်အဲ့ဒီမှာဆန္ဒပြကြတယ်နော်ဆန္ဒပြကြတယ်ဆိုတော့ဒီ Trump ရဲ့လှုပ်ဆောင်မှုတွေကိုတော်တော်ကန့်ကွက်ဆန္ဒပြတဲ့လူက ကျွန်တော်တို့ဒီအမေရိကန်ရဲ့ပြည်တွင်းမှာတော့မကလို့ကျွန်တော်တို့နိုင်ငံခြားမှာတော့မှဆက်ပြီးတော့ဒီ Trump ရဲ့လှုပ်ဆောင်မှုတွေကိုကန့်ကွက်တာကိုကျွန်တော်တို့တွေ့ရတယ်ကျွန်တော်တို့ Washington မှာ New York မှာ Florida မှာနောက်တစ်ခုက London เนาะ London မှာလည်းအဲ့ဒီမှာသူ့ဆန္ဒပြတယ်ပြင်သစ်မှာလည်းဆန္ဒပြတယ်အဲ့ဒီမှာ Texas တို့ဒီ Minnesota တို့စသဖြင့်ဒီနေရာတွေမှာဆိုလို့ရှိရင်ဒီ Trump ကိုเนาะเนาะအဲ့ဒီမှာ Trump ကိုရှုတ်ချတဲ့ အဲ့ဒီဆန္ဒပြဖို့တည်းကြီးကြီးဖြစ်နေတယ်နော်ဆိုတော့ဒီ trunk ကတော့မြန်မာနိုင်ငံကိုဒီအလှူနော်အလှူငွေရဆိုလို့ရှိရင်ပထမဆုံးဒေါ်လာနဲ့တန်းအတိုက်ပြည်တွေထဲမှာဆိုလို့ရှိရင်အ ਨੇ ဆုံးအ ਨੇ ဆုံးပြီးလို့ရှိရင်တော့ကိုမဲဆိုပြီးတော့မကူပဲနဲ့ချက်ချက်မကူပဲနဲ့နေတယ်နော်နေပြီးမှအဲ့ဒီမှာဒေါ်လာနဲ့တန်းကိုကူတယ်ကူတဲ့ခါကျတော့လိုအဝယ်ဖန်ဖို့လည်းအများကြီးဖြစ်လာတယ်နော်အဲ့ဒီတကယ့်ချမ်းသာတဲ့လူတွေတကယ့်ရေရောတဲ့လူတွေနိုင်ငံတော်ဆိုလို့ရှိရင်ပထမဆုံးဒီကေစီရေတော့ပါလို့ဆိုလို့ရှိရင်တော့ဥဆောင်ဥရအနေနဲ့ပထမဆုံးထွက်တဲ့နိုင်ငံက နောက်ဆုံးဖြစ်တယ်ဆိုတော့အလှူငွေမှာလည်းအနည်းဆုံးဖြစ်တယ်ဆိုတော့အဲ့ဒါကိုဝေဖန်မှုတွေကအများကြီးတက်လာတယ်တက်လာတဲ့ပြီးတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်အခုက9တန်းထပ်တော့ထောက်ပန်းတယ်เนาะဆိုတော့9တန်းရဲ့9တန်းရဲ့ဆိုတော့ကိုယ်သံမဆိုးဘူးเนาะမဆိုးဘူးဆိုတော့တရုတ်တော့ဘာလို့ဆိုလို့ရှိရင်တော့73တန်းเนาะ73တန်းတော့အိန္ဒိယတော့73တန်းဆိုတော့ စစ်သုံးဖန်ဆိုတာတခြားနိုင်ငံတော့မမီလေးပေါ့ဒါပေမဲ့မစိုးဘူးလို့ပြောလို့ရတယ်အလောက်ဆိုရင်တော့ကျွန်တော်တို့ဒီလောက်မြန်မာနဲ့ခိုင်တဲ့အဲ့ဒီမှာရှေ့ကနေပြီးတော့ဘေးနိုင်ငံမှာပဲဖြစ်ဖြစ် US ကပထမဆုံးပဲနောက်ဥဆောင်ပြီးတော့ပါဝင်တဲ့နိုင်ငံကနောက်ဆုံးမှာပဲနေတယ်ဆိုတော့နောက်အခုကတော့ဒီကိုသန်းဆိုတော့လည်းမစိုးတော့ဘူးเนาะတခြားနိုင်ငံတွေနဲ့ level တော့ကျွန်တော်တို့တန်းတာတွေ့ရဒါပေမဲ့ညော့နေတာကိုတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့အဲ့လိုမျိုး type တော့ကုညီနေဆိုတဲ့ဟာကိုလေကျွန်တော်တို့တွေ့ရတယ်အဲ့ဒီပြတော့ trend ဟာဆိုလို့ရှိရင်ပြည်တွင်းမှာเนาะနေရာပေါင်း1200မှာเนาะအဲ့ဒီမှာဆန္ဒပြကြတယ် အခြားနိုင်ငံတွေမှာလည်းပြတယ်နော်အဲ့ဒီခြားနိုင်ငံတို့ကတော့ဆိုလို့ရှိတော့အခုလန်ဒန်တို့ပြင်သေးတို့စသဖြင့်အဲ့ဒီနေရာတွေမှာဆန္ဒပြရတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်သတင်းမီဒီယာတွေရဖော်ပြချက်သတင်းတပ်ပုံတွေရနော်ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကမြန်မာလန်ဒန်ကြောင့်တည်ဆုံးတဲ့လူကဆိုလို့ရှိရင်3455ယောက်ရှိပြီးတော့တန်ရာရရှိတဲ့လူကတော့4840ပျောက်ဆုံးတဲ့လူကတော့214ယောက်ဆေးရုံပေါင်းက169လုံး စေမြောင်းတွေပြည့်စည်ရတာ198ခုเนาะအဆောက်အဦပေါင်းမှာဆိုလို့ရှိရင်9223အဆောက်အဦပေါင်းဆိုတော့အကြောင်းတွေကဘယ်လောက်ပြည့်စည်သွားလဲဆိုလို့ရှိရင်1828လုံးအကြောင်းအလုံးပေါင်းဆိုတော့ ZD တွေကဘယ်လောက် ZD ပထုတ်တွေဘယ်လောက်ပြည့်စည်သွားလဲဆိုလို့ရှိရင်4829စုเนาะ ZD ပေါင်းအလောက်ပြည့်စည်သွားတယ်တံတားပေါင်းက169စင်း ဖြစ်စီဆုံးရှုံးသွားတယ်เนาะအဲ့ဒါမှစကိုင်းတတာဟောင်းလို့ပါတော့ပါတော့ဗောနော်တော်တော်ကိုဖြစ်စီဆုံးရှုံးမှုလို့ရှိရကိုကျွန်တော်တို့တွေ့ရတယ်ဒါကတော့ဒီနေ့စစ်တမ်းအရနော်ထုတ်ပြန်ထားတဲ့တည်င်းတွေဖြစ်တယ်ဆိုတော့တော်တော်ကိုဖြစ်စီဆုံးရှုံးမှုတွေရှိတယ်ဆိုတာဟာတော့ကျွန်တော်တို့ဒီအချက်အလက်တွေအပြင်ကျွန်တော်တို့သိနိုင်တယ်နောက်တစ်ခုကရှမ်းပြည်နယ်နောက်ချုံမှာဆိုလို့ရှိရင်ဒီတောင်ခမ်းရွာနော်တောင်ခမ်းရွာမှာဆိုလို့ရှိရင်မာလာစစ်တပ်ကနေပြီးတော့အစစ်အငွေ့နော်ဘုံနော်အဲ့ဒီမှာသုံးလုံးကျဲချတယ်ဆိုပြီးမှ TNL ဖွဲ့ကနေပြီးတော့ထုတ်ပြန်ထားတာကိုတွေ့ရတယ်ဆိုတော့ နောင်ချိုဖက်မှာလည်းအကြီးအကျယ်ဖိုက်ပေါ်ရဖြစ်နေတယ်အဒီမှာတောင်ခန်းဆိုတာကတော်တော်ကြာနေပြီနော်တောင်ခန်းတောင်ခန်းကလည်းတော်တော်ကနာမည်ကြီးတဲ့အဲ့ဒီစခန်းတစ်ခုဖြစ်တယ်ဆိုတော့အဲ့ဒီမှာလည်းတိုက်ပွဲကြီးကြီးဖြစ်နေတယ်ဆိုတော့မာလာက လောရမနိုင်တော့စိတ်ငွေဘုံတွေနော်တုံးတုံးကြေးချတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တတိယမီဒီယာတွေမှာဖော်ပြချက်ရကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကမအလကိုထောက်ခံတဲ့လူရဲ့နောက်တစ်ခုကစိုးဝင်းကိုထောက်ခံတဲ့လူတွေအရဆိုလို့ရှိရင်ဒီတက်တွင်းမှာနဖွဲ့ကွဲနေတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဒါပေမဲ့မအလထက်နော်လက်ဖက်ချောက်စိုးဝင်းဟာဆိုလို့ရှိရင်ဒုကာချုပ်စိုးဝင်းက ပို့ပြီးတော့အားသာတယ်သူ့ကိုထောက်ခံတဲ့လူတွေပုံများတယ်။ဘာဖြစ်ဆိုတော့ဒီလင်းနဲ့အတွင်းမှာမအလာအုပ်ချုပ်တဲ့အခါမှာစီးပွားရေးတွေကျုံကျုံချသွားတယ်။ပြီးလို့ရှိရင်တော့ဒီစစ်တမ်းဌာနချုပ်နှစ်ခုကျသွားတယ်။နော်အဲ့ဒီမှာဒီ last show ရဲ့အန်ရဲ့ဒီနှစ်ခုကဆိုလို့ရှိရင်တက်စစ်တမ်းဌာနချုပ်ကြီးနှစ်ခုကျသွားတယ်။ရာမခါတို့ဘာလို့ကျတာတော့အများကြီးပေါ့။နော်ဒီဖက်မှာဒီရာမခါငါးတို့ဘာလို့ဒါဆိုလို့ရှိရင်ကျသွားတယ်။ဒီဖက်မှာပုတိတော်မောင်တော်ဖက်မှာ ဆိုတော့ကြီးကျယ်ကြာဆုံးမှုတွေရှိတဲ့အတွက်ကြောင့်မအလာကိုအယုံကြည်မရှိအောင်เนาะသူတို့ကိုထောက်ခံတဲ့လူတွေကဒီစိုးဝင်းကိုထောက်ခံတဲ့လူကပို့ပြီးတော့အားသာတယ်ဆိုတဲ့ဟာကိုဒီပုံမတိုက်ပွဲမှာเนาะဖမ်းထားတဲ့အဲ့ဒီမှာတစ်ချက်တယောက်ရှိတယ်เนาะမအလာတဲ့စိုးဝင်းကိုပို့ပြီးတော့ထောက်ခံကြတယ်ဆိုတဲ့ဟာကိုသူထုတ်ပေါ်တယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အလင်းဝင်လာတဲ့တစ်ချက်တယောက်ကပြောထားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကဒီမကွေးတိုင်းเนาะစီတူတရာမြို့နေမှာဆိုလို့ရှိရင်တော့ 2W Sorty ရောအနည်းမှာဆိုလို့ရှိရင်ခီးတဲ့တင်ကားတစ်စီးကိုနေပြီးတော့ ဒီမာလာလာပြစ်ခတ်တယ်နော်ပြစ်ခတ်တဲ့ခါကျတော့အဲ့ဒီမှာနော်ပြည်သူအယောက်ပေါင်း၄ယောက်သေဆုံးသွားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒါကမကွေးတိုင်းစစ်တုဒရာမြို့နယ်ဒူတော်ပြူစောတိရွာအနီးမှာဆိုလို့ရှိရင်ခီးတရင်ကိုတိုက်ခိုက်တာဖြစ်တယ်နစီအဲ့ဒီနစီကနေပြီးတော့တိုက်ခိုက်တယ်တိုက်ခိုက်တဲ့ခါကျတော့ပြည်သူ၄ယောက်သေဆုံးသွားတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကကျွန်တော်ကျွန်တော်တို့အပြစ်ခတ်ရစေကြတယ်နော်အပြစ်ခတ်ရစေတာကတော့တလပြစ်ခတ်ရစေတဲ့လူကရစေ20တပတ်စသဖြင့်သူတို့အပြစ်ခတ်ရစေကြတယ် ဆိုတော့အဲ့ဒီမှာမထုတ်ပြန်တာတော့ကျွန်တော်တို့ Korean နဲ့ KNU เนาะသူတို့မထုတ်ပြန်ဘူးဆိုတော့အဲ့ဒီမှာဆိုလို့ရှိရင်တော့ပြစ်ခတ်ရက်စေးတဲ့ဂျာမန်ဆိုလို့ရှိရင်တော့ဒီနေ့ထုတ်ပြန်တာတော့မအလားဖက်အကြကြာကနေပြီးတော့ထုတ်ပြန်တာ KNA ကနေပြီးတော့ချိုးဖောက်တယ် AA ကနေပြီးတော့ချိုးဖောက်တယ် Korean တွေချိုးဖောက်တယ် PDF တွေချိုးဖောက်တယ်စသဖြင့်သူတို့ကဘယ်နှလုံးဘယ်နှလုံးအမြောက်တွေနဲ့ပြစ်တယ်လက်နက်ကြီးတွေနဲ့ပြစ်တယ်အဲ့ဒီမှာစသဖြင့်သူအပြစ်တယ်ငွေဖန်တာကိုကျွန်တော်တို့ဗီဒီယိုဖိုင်တော့လေကျွန်တော်တို့နားထောင်မိသားဖြစ်လိမ့်မယ်ထင်တယ်ဆိုတော့ အခုကပဲခူးတိုင်းနော်ဒီပထောင်မြို့နယ်မှာရှိတဲ့ညောင်ကျိုးရဲ့ view ဟာစခန်းပေါ်နေပြီးတော့ဒီ AA ကအပြစ်သက်တင်ပိုက်လိုက်ပြီနော် AA နဲ့ပူပေါင်းဖွဲ့တကနေပြီးတော့အပြစ်သက်ကုံလုံးတင်ပိုက်လိုက်ပြီဆိုတဲ့ဟာကတော့ဒီနေ့ဒီ AA ကနေပြီးတော့ထုတ်ပြန်တာကိုတွေ့ရတယ်အဲ့ဒီမှာကျွန်တော်တို့ပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီလက်နက်ကင်အဖွဲ့နော် AA ကိုဖွဲ့တွေကနေပြီးတော့မအလာကိုပြစ်တင်တယ်မအလာကဒီဖက်ကလက်နက်ကင်တွေကအားလုံးကိုပြစ်တင်တယ်အစ်စ်ပြတော့ဘလုံးဘောလို့ဟိုဖက် ဟိုဖက်မှာတွန်းထုတ်လိုက်ဟိုဖက်ကတွန်းထုတ်လိုက်စသည်ဖြင့်နော်ငါဓာတ်တော့ငါမဟုတ်ဘူးငါတော့ဘာမှမလုပ်ငါသူတော့ကောင်းနော်ဟိုဖက်ကလည်းငါတော့သူတော့ကောင်းသူတို့ချိုးဖောက်တာဖြစ်တယ်စသည်ဖြင့်စသည်ဖြင့်နော်အဲ့လိုမျိုးတယောက်ကိုတယောက်ရိုးချနေတာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒါကတော့ကျွန်တော်တို့ကိုယ့်အပြစ်ကိုကိုယ်မမခံဘူးမအလာတော့အဓိကပေါ့နော်နေမအလာကတော့တော်တော်ကိုပထမဆုံးသူကျဲတာကဒီအနယ်လေးထင်းချုပ်ထားတဲ့နောင်ချိုးတွေမှာဆိုလို့ရှိရင်သူကအကြည့်ကျဲပုံကျဲတယ်နော်ပုံကျဲတယ်ဆိုတော့ ်။ KIA ရတယ်ပြောတယ်နော်သူတို့ကအပြစ်ခရရစစ်တယ်လို့ပြောတယ်ဒါပေမဲ့ပေါက်တက်ကြရပဲနော်ပေါက်တက်ကြရမယ်စီမေကမ်းမေပစားတွေကိုလက်လက်စပေးပြောပြောပြီးတော့သူတို့လုပ်တဲ့ဟာကပုံလို့အကုန်ကျဲနေတယ်။နော်ဆိုတဲ့ဟာကိုကျွန်တော်တို့ဒီ KIA ကလည်းထုတ်ပြန်မိသားဖြစ်တယ်။နောက်တစ်ခုကကျွန်တော်တို့ဒီတွန်းဆန်မြို့မှာဆိုလို့ရှိရင်တော့အဲ့ဒီရွာတွေမှာဒီဇူမီဒေါ်လာရအဖွဲ့တွေကနေပြီးတော့ဒီ CNL ခေါ်တဲ့ဒီ chain ဒေါ်လာရအဖွဲ့တွေကနေပြီးတော့ပွားပြီးတော့တိုက်တယ်နော်တိုက်တဲ့အခါကျတော့အဲ့ဒီမှာ ECNA ကဒီရေပေါ်9ရောက် ကျဆုံးသွားတယ်ဆိုတဲ့ဟာကိုတွေးရတယ်။နော်အဲ့ဒါကကျွန်တော်တို့တတိထားမယ့်ဟာကမာလာနဲ့တိုက်တာမဟုတ်ဘူးနော်။တို့အချင်းချင်းတိုက်တာချင်းတော်လန်ရဲ့အဖွဲအချင်းချင်းခြားကြတာနေမီလူးကြတာအဲ့ဒီမှာချင်းလူမျိုးတွေလည်းအခုနပြောတော့ဘိုလူးကြတာပေါ့နော်။သူကဘိုကိုကဘို၊သူကမန်တယ်၊ကိုကမန်တယ်။ငါကအင်အားကောင်းတယ်၊သူကအင်အားနည်းတယ်စသဖြင့်ပေါ့နော်။ဘိုလူးကြတာ၊ဘိုလူးကြတာ။ဆိုတော့အဲ့ဒီမှာဇိုမင်းအဖွဲနဲ့ခုနကချင်းတော်လန်ရဲ့အဖွဲ CNN နဲ့ သူတို့တိုက်ပွဲဖြစ်ကြတာအဲ့တော့အဲ့ဒီမှာဇုံမြအဖွဲ့ကဝင်ပြီးတော့အဲ့ဒီမှာတိုက်တာဒီ CNN ရဲ့တပ်သားတွေနော်တပ်သားတွေ၅ရောက်တည်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ဒီငပူတော်မျိုးနဲ့မကြီးစင်မှာဆိုလို့ရှိရင်တော့ပြောချောင်းအဲ့ဒီငပြောချောင်းမှာဆိုလို့ရှိရင်တော့ဒီဒီကွန်တင်နဲ့စက်တီတစီကိုနေပြီးတော့မအားလစစ်သားတွေကဖမ်းတယ်နော်ဖမ်းပြီးတော့ကျွန်တော်တို့ငရုတ်ကောင်း ငရောကောင်းဟာဆိုလို့ရှိရင်တိုက်နေခွေးဖြစ်တယ်เนาะကျွန်တော်အဲ့ဒီမှာလည်းရောက်ဖူးတယ်ဆိုတော့ guarantee ကျွန်းဆိုတာလည်းကျွန်တော်ရောက်ဖူးတယ်ဆိုတော့ guarantee ကျွန်းမှာသူတို့ဖမ်းဆီးတာเนาะဖမ်းဆီးပြီးတော့အဲ့ဒီမှာနေပြီးတော့ဒီ container နဲ့ခုနကငရောကောင်းတိုက်နေမှာနေပြီးတော့သွားပြီးတော့ပို့တာเนาะပို့တဲ့ခါကျတော့သူတို့လိုက်ပါလာတယ်เนาะလိုက်ပါလာတဲ့ခါကျတော့အဲ့ဒီမှာဒီဖက်ကကွန်တင်ဆက်လက်မှာရှိတဲ့လူတွေကဓာတ်နဲ့ခုခံပြီးတော့တိုက်လာနော်ခုခံပြီးတော့တိုက်တဲ့ခါကျတော့အဲ့ဒီမှာနော်အဲ့ဒီဘုံမှုတယောက်အထိုးခံရတယ်တတ်တတ်တယောက်ဖေးတယ်နော်ဖေးပြီးတော့အဲ့ဒီဘုံမှုကကျွန်တော်တို့ဒီ မြို့ကောင်တိုင်းနေမှာနေမှာဆေးရုံမှာကူတယ်ကူတဲ့ခါကျတော့သူတို့ကအချင်းချင်းမဟန်ဘူးမဟန်တဲ့ခါကျတော့ကျွန်တော်တို့မင်္ဂလာတုံဆေးဆေးရုံမှာသွားပြီးတော့ပို့တယ်ပို့တဲ့ခါကျတော့အဲ့ဒီမှာဆုံးသွားတယ်နော်ဆုံးသွားတယ်ဆိုတော့အဲ့ဒီမှာရေတတရဲ့နောက်တစ်ခုကဒီထွေအုပ်ရဲ့ဇရဲပေါ့နော်ဇရဲကနေပြီးတော့ပြင်းပြင်းထန်ထန်ထန်ရရရှိတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့အဲ့ဒီပုံမိုးကတော့သေသွားတယ်ဒါဒဏ်ရာနဲ့ကျန်တဲ့လူတွေကလည်းဒီဒဏ်ရာတွေဟာဆိုလို့ရှိရင် ပြင်းပြင်းနဲ့ထန်ရတယ်ဆိုတော့ပြည်သူလူထုတွေကတော့ဒီလက်နဲ့ကင်တဲ့ဒီဘုံမှုအဆင့်တောင်ကုန်မှကျွန်တော်တို့ဓာတ်နဲ့ထိုးပြီးတော့နော်အဲ့လိုမျိုး ကြံစီတာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒီပဲတော့သူတို့ကမဟုတ်တော့ဘူးသူမှမကြိုက်တော့ဘူးနော်မကြိုက်တော့ ဟိုမို့အဆင့်ထိတောင်မှလုံးရဲတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒီဆက်လက်ထဲမှာပါတဲ့ခါကျတော့တို့ကလည်းချက်ချက်တက်တက်နဲ့တနတ်တွေကိုအဲ့လိုမျိုးထားပြီးတော့အိတ်မို့ကျနေတဲ့အချိန်မျိုးတွေမှာတော့ဝင်စီတာဖြစ်လိမ့်မယ်နော်ဆိုတော့အဲ့ဒီမှာနေပြီးတော့ဒဏ်ရာရပြီးတော့ကျွန်တော်ဒဏ်ရာကြီးကြီးရပြီးတော့အခုမင်္ဂလာတုံဆေးအောင်မှာတော့ပုံမှုတူတည်ဆုံသွားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့အဲ့ဒါလည်းမဖို့တော်မျိုးနဲ့မကြီးစင်ငါပြောချောင်းမှာဖမ်းတာနော်ပြောချောင်းမှာဖမ်းတာဆိုတော့အဲ့ဒါကဂရန်တီကျွန်းဂရန်တီကျွန်းနဲ့ကျွန်တော်ဂရန်တီကျွန်းမှာလည်းရောက်ဖို့လေအလေပတ်နေနဲ့ကျွန်တော်ရောက်ဖို့လေဆိုတော့အဲ့ဒါကပင်လေးမှာကျွန်းလေးတစ်ကျွန်းဖြစ်တယ်ဆိုတော့အဲ့ဒီမှာသွားပြလားအလေပတ်လေးတွေသွားလိုက် ခြောက်ကူတို့ပါတော့အများကြီးရှိရတယ်ဒီမှာနော်ဆိုတော့ဒီမှာတကယ်ပြောစရာကောင်းတယ်အဲ့ဒီတောတွေမှာကျွန်တော်တို့စိတ်မွေးတာနော်တပတ်တနေစိတ်မွေးတဲ့လူလည်းရှိတယ်နော်မွေးမွေးတဲ့လုပ်တဲ့လူလည်းရှိတယ်ဒင်းကိုတော့ကျွန်တော်တို့တတိမီဒီယာတွေမှာပေါ်ပြထားတာကိုပြောမှဖြစ်တယ်ဆိုတော့ဒီ day April 6ရက်နေ့မှာတတိမီဒီယာတွေမှာပေါ်ပြထားတဲ့အကြောင်းအရာတွေကဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခါလို့ကိုနေပေးချပါပဲကျွန်တော်ဒီ